ဓမ္မယောဇဉ်ပထမဆုံးခန်းကြီး20အငယ်1နှစ်ဒါဝိတ်ကိုဖျားကလူအချို့ပေးရအဲ့ဒီလူတွေကကျမ်းစာထဲမှာရေးထားတဲ့အတိုင်းပဲအမှုရောက်တော်သူအကျွေးတင်တော်သူစိတ်ညစ်တော်သူသူတို့ရောက်လာတဲ့ခါမှာလူအချက်တွေနဲ့ရောက်လာတယ်ဒါပေမဲ့ဝန်တာစရာတရင်ကသူတို့အတွက်ဒါဝိတ်ကိုပြင်ဆင်ပေးထားတယ်ဖျားခင်ကဖျားလူကိုဘိတ်သိမ့်ထားတယ်လူတွေရဲ့တက်တာပြောင်းလဲစေဖို့ရန်တို့ဖျားဖျားလူကိုဘိတ်သိမ့်ထားတာဖြစ်တယ်ဒါဝိတ်က ဲ့ဒီလူတွေအသက်တာကိုပြောင်းလဲစေသူတို့ကလာတော့ကအမှုရောက်တဲ့သူအကျွေးတင်တဲ့သူစိတ်မသာတဲ့သူစိတ်ညစ်တဲ့သူဖြစ်ပေမဲ့အနောက်မှာကျမတို့စัจကြည့်ရဲ့ခါမှာဒီလူတွေကစစ်သူရဲကြီးတွေဖြစ်လာဒီလူတွေကဒါဝိတ်ရဲ့တိုင်းနိုင်ငံမှာအာကိုရဆုံးဒါဝိတ်ရဲ့တိုင်းနိုင်ငံမှာလူတွေအားကြရတဲ့ဟီးရိုးကြီးတွေနိုင်ငံသူရဲကောင်းကြီးတွေဖြစ်လာဘဝပြောင်းသွားတယ် အကြောင်းတင်ဒီနေမှာတယောက်လာတဲ့ခါဘလို့ပုံစံနဲ့ပဲလာလာဖျားကင်းကတင်ကိုပုံစံပြောင်းလဲစေလိမ့်မယ်ဒီလူတွေကလာတော့ငါအကျွေးတွေနဲ့လာတာဒါပေမဲ့ရှောလမုံရဲ့ဗိမာန်တော်စောက်တဲ့အခါမှာအလူအထက်ဆုံးလူတွေကသူတို့ဖြစ်လာအယံချမ်းသာလုံးလုံးထဲတဲ့အခါမှာကျန်တဲ့လူတွေတော့ထဲဖို့အခွင့်မရတော့ဒါနဲ့ဒါဝေးကပြောရတယ်နေအောင်နင်တို့ယူပဲထဲလို့မရအောင်ငါတို့ယူပဲထဲလို့မရအောင်လူတွေကိုလည်းထဲဖို့အခွင့်ပေးရအောင်မယ် ဒီသင်ရဲ့တသက်ခံချက်အဲ့ဒီတိုင်းဖြစ်လာမယ်။လာတော့ကတော့အကျွေးနဲ့လာတာ miracle man ကောင်းဒါပေမဲ့သင်ဟာ disciple လုပ်ခြင်းခံရတဲ့ခါဒါဝဲရဲ့အနာမှာ disciple လုပ်ခြင်းခံရတဲ့ခါသင်ဟာဒီသင်တော်မှာ disciple လုပ်ပေးခြင်းခံရတဲ့ခါသင်ရဲ့အတွေးခေါ်တွေပြောင်းလဲသွားတယ်။သင်ရဲ့ယုံကြည်ခြင်းတွေပြောင်းလဲသွားတယ်။သင်နာခံခြင်းအသက်တာကိုသင်တည်ဆောက်ခြင်းခံရတယ်။တော့ကမမိတ်ဆွေသင်သက်တာတူတော့မှာမဟုတ်ဘူး။ zero ကနေတင်ဟာ hero ဖြစ်လာမယ်။တင်ဘာမှမရှိတဲ့ဘဝကနေပြီးတော့ millionaire ဖြစ်လာမယ် billionaire ဖြစ်လာမယ်။ဖယားကဘိမှန်တော်တို့လူတဲ့လူတွေဖြစ်လာ။သူတို့ဘဝပြောင်းလဲသွား။ life transformation ဟာ no go but အပြင်တကယ်ဖြစ်တယ်။ဖယောင်းဆောင်တာမို့အမှန်တကယ်ဖြစ်တယ်။မှန်ကန်တဲ့လူနဲ့ချိတ်ဆက်ခြင်းကမှန်ကန်တဲ့ environment မှာနေခြင်းကသူတို့ရဲ့ဘဝပြောင်းလဲသွားစေ။ဒီတိုင်းမှာယေရှုနဲ့ချိတ်ဆက်ခြင်းက တင်ဘောပြောင်းလဲသွားစေမယ်။ဒါရှင်သောဝိညာဉ်တော်ရဲ့ environment နဲ့မှာနေခြင်းကတင်ဘောကိုပြောင်းလဲသွားစေမယ်။ဘယ်သူနဲ့တင်ဟာ connect မိနေလဲ။ဒါဘယ်သူနဲ့ချိတ်ဆက်နေလဲ။ယေရှုနဲ့ချိတ်ဆက်နေတဲ့သူဖြစ်ပါစေ။ပြောပါဦးငါယေရှုနဲ့ချိတ်ဆက်ထားတယ်။အဲတော့ယေရှုကပြောတာတင်တို့ဒီငါ၌တည်၍ငါစကားဒီတင်တို့၌တည်လေ။တင်တို့ဒီတောင်းခြင်းသမျှကိုတောင်းရရကြလိမ့်မည်။တင်တို့ဒီများစွာသောအသီးတို့ကိုတီးကြလိမ့်မည်။ connection ကအရေးမကြီးကြီး။ တင် disciple ဖြစ်ခြင်းအရင်အရေးကြီးတယ်။ဒါဆိုတုတ်တန်ခန်းကြီး20နဲ့ငွေ6ခွန်မှဒီလိုပြောတယ်။သူငယ်သွားရလမ်းဝမှာတွန့်တင်မှာ disciple လို့ပါမိဘများမိမိရဲ့တာသမီတွေကိုသူတို့လှုပ်ချင်တာပဲလှုပ်ခွင့်ပေးလို့မရ။သူတို့ကိုတွန့်တင်မှုလို့ရတယ်။လမ်းပြဖို့လို့ရတယ်။ကျွန်မတို့ discipleship environment ကအရေးကြီးရဲ့။သူတို့ကိုတွန့်တင်မှာဘုရားကပြောတယ်သင်တို့ကတွန့်တင်ခြင်းခံမယ်ဆိုရင်အိုတဲ့ခါမှာအသက်ကြီးတဲ့ခါမှာသင်တို့ကကောင်းကြီးရတဲ့သူတွေဖြစ်လာမယ်။ ငွေရတတ်တဲ့သူဖြစ်လာမယ်ဒီမှာပြောတယ်ဘာဖြစ်လို့တုန်တရမှာလဲငွေရတတ်တဲ့သူဖြစ်လာမယ်ကျွေဝတဲ့သူဖြစ်လာမယ်ငွေရတတ်သောသူသည်စင်ရဲသောသူကိုအစိုးရ၏အငယ်ခုနှစ်မှာချင်းငါယူသောသူသည်ချင်းငါပေးသောသူ၏ကျွန်ဖြစ်၏တဘောဘာလဲဆိုဒီကျမ်းစာနှစ်ခုကချိတ်ဆက်နေမိမိသားသမီးတွေကိုတုန်တမ Discipleship environment မှာ never အဲ့ဒါကတည်ပွားအောင်မြင်မလားဆုံးရှုံးမလားဆိုတာဆုံးဖြတ်ပေးလိုက်မယ်လူတိုင်းကတော့ အောင်မြင်ဖို့ရန်တော့အလားလာရှိရယ်ဒါဝိနောင်ရောက်လာတဲ့လူတွေအားလုံးကအောင်မြင်ဖို့အလားလာရှိရယ်ဒါပေမဲ့တို့ဟာတို့ကိုတုံတင်ပေးတဲ့သူလိုတယ်တို့ရဲ့ environment ကောင်းဖို့ရန်တော့လိုတယ် discipleship environment ဟာအရင်မဲ့အရေးကြီးတယ် discipleship environment မှာဖျက်ခံကျမတို့ကိုထားနေတယ်ကျမတို့ရဲ့ဆရာတန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်ဥပိ္ပစေဆရာလို့ပြောတယ်သူတင်ကို disciple လုပ်နေဟုတ်တယ်ကျမတို့အားလုံးက အလားလားရှိတဲ့ပုံကိုယ်တွေကျွန်တော်တို့အားလုံးကဘုရားသခင်နဲ့တူတော်သူတွေဒါပေမဲ့ဘာကြောင့်မလို့ဘုရားသခင်နဲ့တူတဲ့အသက်တာမှာအသက်မရှင်နိုင်သေးရလဲဘာဖြစ်လို့ဆင်းရဲနေသေးတာလဲဘာကြောင့်မလို့အောင်မြင်မှုတွေမရသေးတာလဲ the cybership environment လို့ရသူငယ်သွားရလမ်းဝိုင်းဆုံးမသွန်တယ်လို့ဒီဘုရားရဲ့တာသမီးတွေမြောက်များစွာလေးပဲသူတို့ကိုဘုရားသခင်ခေါ်ထားတဲ့အသက်တာကတာမန်လူဖြစ်ဖို့မဟုတ်ဘူးဖြစ်တယ် တကယ်တော့ကျမတို့ကိုဘုရားသခင်ကတာမန်လူအဖြစ်ဖန်ဆင်းထားတာမဟုတ်ဘူး။သူနဲ့ပုံတရံအညီဖန်ဆင်းထားတယ်။ကပောင်းချန်ခန့်ညစ်တဲ့ငယ်နဲ့ဆက်ရှင်မှာဘုရားသခင်ကလူကိုကောင်းကြီးပေးတယ်။အော်ဆိုးဖို့ရန်အတွက်ကောင်းကြီးပေးတယ်။သူနဲ့ပုံတရံအညီဖန်ဆင်းခြင်းခံရတယ်။အပြစ်ထဲမှာကြားတဲ့အချိန်မှာတော့လူကဘုံကနေပြီးတော့ကြဆင်းသွားတယ်။ဒါပေမဲ့ယေရှုခရစ်အဖြစ် ။ဘာဖြစ်ခြင်းခံရလဲ?ဒုတိယမွေးဖွားခြင်းခံရတယ်။ Born again ဖြစ်တယ်လို့ပြောတယ်။ဒုတိယအကျင့်ပြန်ပြီးတော့မွေးဖွားလာတဲ့အခါမှာမတူတော့ဘူးတတ်တာ။မတူတော့ဘူးဖြစ်ခြင်းကမတူတော့ဘူး။ဒုတိယအချိန်မွေးဖွားလာတဲ့အခါမှာဖခင်အသက်နဲ့ပြည့်စုံတော်သူတွေဖြစ်သွားတယ်။ဒါကြောင့်မလို့သင်နဲ့ကျမကလောကသားတွေနဲ့မတူဘူး။ We are not ordinary human. We are not human. we are from god's club တဲ့ကျမ်းစာကပြောတယ်သင်တို့ဒီဖျားများဖြစ်ကြသည်မသိဘူးအထူးသဖြင့်ယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်ဒုတိယမွေးဖွားခြင်းခံပြီးတော့သူတွေဟာဒါမှလူတွေမဟုတ်တော့ဖျားနဲ့တူတဲ့လူလိုမျိုးအသက်ရှင်ပါဒီနေ့ကျမတို့လည်းလောကကြီးမှာနေတာအရင်ကြာတဲ့ခါလောကသားတွေနဲ့နေတာအရင်ကြာတဲ့ခါသင်မိတဲ့အရာတွေဘာတွေပဲဖြစ်လာလဲလောကအရာတွေပဲဖြစ်လာတယ်အဲကြောင့်ဖျားခင်စီကိုပြန်လာဖို့လိုတယ် ဒါကြောင့်မလို့လောကမှာအချိန်ယူရန်တဲ့ဘုရားမျက်မှောက်တော်မှာအချိန်ယူရန်ပုံများဖို့လိုတယ်။လောကစကားတွေနားထောင်တာတဲ့ဘုရားစကားကိုနားထောင်တာပုံများဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကကျမတို့ရဲ့ environment assessment ဖြစ်တယ်။တန်ရှင်တို့ဝိညာဉ်တော်ရဲ့မျက်မှောက်တော်ကကျမတို့နေထိုင်ရမယ့်နေပယ် assessment ဖြစ်တယ်။ဘုရားသားသမီးတွေဘုရားရဲ့လူတွေရဲ့ဖြစ် ေါ်ထွန်းလာမှာလောကမှာအချင်းယူနေလောကသားတွေကိုကြည့်လို့တင်းတင်းဖြစ်ချင်းပေါ်ထွန်းလာမှာမဟုတ်ဘူးတို့နဲ့တူတဲ့လူပဲဖြစ်လာမှာဒါကြောင့် come back to god ဖះစီကိုပြန်လာပါ